ဒီပိုင်းဆမှာရိုင်းပါတို့ကစားခါရဲ့အိမ်ကိုပြန်လာကြပါတယ်။ဒါတော့စိတ်ပူနေကြတဲ့စားခါရဲ့အဖေနဲ့မိတော်ဝမ်းသာသွားခဲ့ပြီးတော့ဒူပါလာတဲ့ဖားပေနေမြော့မူစာရှိတို့ကိုတွေးလိုက်တဲ့ခါမှာအံ့ဩနေကြပါတယ်။အဖွားစားခါပြောဆိုမရှိဘဲပျောက်သွားကြတဲ့စားခါတို့ကိုစိတ်တုန်နေပြီးတော့မင်းနဲ့ဒူပါလာတဲ့ကောင်တွေကဘယ်ဟာကောင်တွေလဲလို့အော်ထဲလိုက်ပါတယ်။ဒါတော့စားခါဒါပင်လဲမြော့ဒါဖားဒါနွားအဲမဟုတ်ပါဘူး။နှစ်ယောက်မရှိတဲ့ဒါဘရင်မူစာရှိလို့ပြောပြကမိတ်ဆက်ပေးလိုက်ပါတယ်။ စားခါအဖေနဲ့မူစာရှိတို့အရှင်လန်းလန်းတွေ့လိုက်တာကြောင့်အန်အောင်နေခဲ့ပြီးတော့အဖွားစားခါဒီအသက်ကြီးကြီးမိုးเจ้าအဖိုးကြီးကမူစာရှိဟုတ်လားလို့မေးလိုက်ပါတယ်မူစာရှိကခမားလည်းအသက်ကြီးနေပြီလေဖွားကြီးလို့ပြောလိုက်ပြီးတော့ရိုင်းမမူစာရှိကအသက်400ကျော်နေပြီလို့ဝင်ပြောလိုက်ပါတယ်တကယ်တော့ဖွားစားခါမူစာရှိကိုရန်သဘောကျတဲ့သူဖြစ်ပြီးတော့အိုင်ဒေါ်တယောက်လို့သူရဲ့ကောင်းတယောက်လို့လေးစားသဘောကျခဲ့ရတာဖြစ်တာကြောင့်သတိလစ်သွားပါတော့တယ်အချင်းရိုင်းမထားအောင်လိုက်ပြီးတော့ကိုကြီးတို့ဒီပဲလို့ရောက်နေတာလေလို့မေးလိုက်တာပါ ဒါကြောင့်ကိုဂျီရိုကပြန်ပိတ်ဆက်လိုက်ပြီးတော့ဇာခိုင်အမေဖြစ်သူကသူ့ကိုလမ်းမှာတွေးခဲ့တာအရန်ကိုသဘောကောင်းတာပဲတားနဲ့အသည့်တွေဆိုလို့အန်ဒီခေါ်လာလိုက်တာလို့ပြောပြပါတယ်မူဆာရှောဒီယိုဘာလာလောက်တာလဲလို့ကိုဂျီရိုကိုမေးလိုက်ပြီးတော့ကိုဂျီရိုကပြိုင်ဘက်တယောက်အနေနဲ့လာခဲ့တာမဟုတ်ပဲတငယ်ချင်းဟောင်းတယောက်အနေနဲ့လာခဲ့တာပါလို့ပြောလိုက်ပါတော့တယ်တကယ်တော့ကိုဂျီရိုကရိုင်းပါရဲ့ရိုင်းချင်းခံဓာတ်ကိုလိုချင်နေခဲ့တာပါသူကဓာတ်ဟောတာရရင်ကမ္ဘာအကောင်းဆုံးဓာတ်သမားဖြစ်လာလိမ့်မယ်လို့တတိကျယုံကြည်နေတာဖြစ်ပါတယ် မိသားစုတွေပြန်ဆောင်ကြထမင်းစပွဲမှာဇာခါရိုင်းပါဘဲကောင်းဇံဘူကန်နဲ့ဘလို့ဝီဝီခဲ့တာဘလို့တိုက်ခိုက်ခဲ့တာဆိုတော့ကိုမေဖြစ်သူကိုအားပါနေပြောပြနေပါတယ်ဒါတော့မေဖြစ်သူကရိုင်းပါကိုအလောက်တောင်သဘောကျလားလို့မေးလိုက်ပြီးတော့ဇာခါလည်းမဟုတ်ပါဘူးမေရဲ့လို့ပြောကရှက်နေခဲ့ပါတယ်အဖွားဇာခါကဒါမန်လူတွေလက်ဖျားနဲ့ထိဖို့တော့မလွယ်ကူလားတဲ့ဓာတ်တလက်ကိုနောက်ကျောမှာအသာလေးလွယ်ထားလို့ရိုင်းပါတန်မာလာပြီပဲလို့ပြောလိုက်ပါတယ်ရိုင်းပါဓာတ်ကိုသုံးပြီးတော့အွန်နီမာရုကိုတိုက်ခိုက်ပြစ်မယ်လို့ပြောတဲ့အခါမူဆာရှိကဒါရဲ့ဇွမ်းအောင်တော်ထိန်းချုံနိုင်အောင်လှုပ်ပအောင်ဆရာသမားကြီးလို့ဝင်ပြီးတော့ပြောလိုက်ပါတယ် သူကရိုင်းမောင်းကိုနီးစနစ်အစ်စ်တွေအကွက်အစ်စ်တွေလေ့ကျရမယ်လို့ပြောပြီးတော့အကွက်အစ်စ်စွာကိုကြားလိုက်တဲ့ကိုကျိုတို့ကစိတ်ဝင်စားသွားပြီးတော့နားဆွေနေပါတယ်။ပထမဆုံးလေ့ကျရမှာကဘိုင်းပြေအောင်စားမှာလို့ပြောပြီးတော့ဆရာတစ်ပည့်နှစ်ယောက်ဇပွဲဘော်ကထမင်းပကံလေးကိုတစ်ဖက်နှစ်ဖက်ကျိတ်နေအောင်ယောက်ျားကြီးကျမတို့တော့ကုံစင်းလုံးတက်ပြီးတော့မွဲခင်းဆိုင်တော့မယ်လို့စားခါမေးကပြောနေခဲ့ပါတယ်။ကိုကျိုကတော့ဓာတ်အောင်ပြန်သုံးရအောင်ယူဖို့လောက်ရမယ်လို့တွေးနေခဲ့တာပါ။ညမဲတော့ဆရာတစ်ပည့်နှစ်ယောက်နင်းကြလို့ဝတ်ပြီးတော့ခေါင်းမိုးပေါ်ကနေတက်လျှောက်ကလေ့ကျင့်နေကြပြန်ပါတယ်။ မူဆာဂျီပြောတာတော့နင်ဂျာတယောက်ဆိုတာလွတ်လွတ်ဝတ်ဝတ်တိုးသေးသေးလုတ်တက်ရမယ်လို့ပြောနေပြီမဲ့တင်ပေးတဲ့ဆရာကဇာမူတိုင်းဖြစ်နေပါလေအဲလိုနဲ့နှစ်ယောက်သားအဟုတ်ကြီးတွေလေ့ကျင့်နေကြပြီးတော့တစ်ဖက်မှာဆာကာကကာကဲတိုလာတို့ရှင်နိုစုကဲတို့နဲ့အတူတူရေချိုးကန်မှာရေချိုးနေကြပါလေသူတို့ရဲ့နောက်ကက်လာတာကတော့ရိုင်းပါတို့ဆရာတပည့်တွေပါအဲဒီမှာရိုင်းပါအသေးချောက်တစ်ခုတန်းနေမိလိုက်ပြီးတော့ချောင်းကြီးမဲ့သူရှိနေပြီဆိုတော့တည့်ရဲ့ဆာကာကရေပိုက်ကောင်းနဲ့ထိုးချလိုက်ပါလေဒါမဲ့သူမထွက်ကြည့်တဲ့အခါမှာတော့ဘသူကမှရှိမနေပဲရိုင်းပါတို့ဆရာတပည့်နှစ်ယောက်ကရေပိုက်ကောင်းနဲ့ထိုးခံထားလို့ခေါင်းကိုရေခဲကတ်နေကြပါလေ ဖားကလည်းရိုင်းပါတို့ဘာလို့စားခါနားမှသွားရတာလဲဘာညာနဲ့ဆူနေပြီးတော့အဲ့ချိန်ကိုကြီးတို့ကရောက်လာခဲ့ကဇော်လေးကိုသွားချောင်းတာလားဟိုကကလေးလေးပဲရှိသေးတယ်နော်လို့ပြောလိုက်တာကြောင့်မူစာရှိလည်းအသေးပဲညင်းရပါတော့တယ်တောင်းမြင်နေရတဲ့ဖားနဲ့ပင်လယ်မျောတို့ကဆရာတစ်ပည့်လိုက်ကြပါပြီလေလို့ပြောပြီးတော့စိတ်ပြတ်နေခဲ့ကြပါတယ်စားခါရိုင်းမအကွက်သေးစဉ်းစားပြီလားလို့မေးလိုက်ပါတယ်ဒါကြောင့်ရိုင်းမဟိုဘက်တစ်ပြက်လမ်းဆောင်နေပြီးတော့စားခါကိုစားကြည့်ကအကြံရသွားပြီလို့ပြောပြီးတော့ပြေးထွက်သွားပါတယ်အဲလိုနဲ့မူစာရှိနဲ့ရိုင်းမတို့ကအကွက်သေးကိုစမ်းဖို့လုံနေကြပြီးတော့ရိုင်းမသူ့ရဲ့အကွက်သေးကလေးအောင်ဓားသွားငါးကွာကြားလို့ဩလိုက်တာကြောင့် တကယ်တကယ်တော့ဒမ်ဘီကိုဓာတ်ရဲ့အပေါက်မှာထိုးထည့်ထားတာဖြစ်ပါတယ်။ဒါတော့မူဆာရှိကအယူကောင်ရိုင်းပါ။အဲ့လိုကနေပတ်မှာဘလို့လို့အလုပ်ဖြစ်မှာလဲလို့អော်ပြီးတော့ဆူလိုက်ပြီးအကွက်သေးမရအောင်ချင်းဓမိမကျွေးလို့ပြောကအားလုံးလည်းပြန်သွားကြပါလိမ့်။ကိုဂျီရိုကအောက်မှာလဲကြတဲ့ဒမ်ဘီလေးကိုကောက်လိုက်တဲ့အခါမှာလင်းအောင်လေးထွက်လာတာကြောင့်နေလင်းမောင်းတစ်ထောင်ထဲမှာများထဲထားများလာလို့တွေးနေခဲ့ပါလိမ့်။တကယ်တော့အထဲမှာဓာတ်ခဲပဲပါတာပါ။အဲ့လိုနဲ့ရိုင်းမှာတညာလုံးခေါင်းမိုးမှာထိုင်နေပြီးတော့နှစ်ဖူးကလက်တင်လိုက်လက်ပေါ်နှစ်ဖူးတင်လိုက်နဲ့အကွက်သေးကိုစဉ်းစားနေခဲ့ကငါကဒီလိုချရင် तू ကဒီလိုချငါကဒီလိုချရင် तू ကဒီလိုပြန်ချနဲ့ ဘိုက်ကစားလာတော့ကိုကျင်စိတ်ပါပေါက်လာခဲ့ပါလေအချင်းစားခါရိုင်းမတို့ကထမင်းလုံးတွေနဲ့ရေညှိတွေခိုးပြီးတော့လာကျွေးခဲ့ပါလေအစားတော့ရိုင်းမဘိုက်စာသနာဝိုင်းဖို့လုပ်ပေမဲ့အကွက်သေးများရဲ့ထမင်းမစားဘူးဆိုရယ်သူ့ဆရာအတန်ကိုကြောင်းအောင်လိုက်တာကြောင့်မစားတော့လို့ညင်းပြလိုက်ပါလေစားခါဘာလို့လဲလို့မေးတဲ့အခါရိုင်းမကအိုနီမာရုကိုနိုင်ပြီးတော့ကမ္ဘာအကောင်းဆုံးဓာသမာဖြစ်မဲ့သူကစူးစမ်းနေတဲ့အချိန်မှာထမင်းလုံးလေးရဲ့အောင်လွဲတော်မခံနိုင်ဘူးလို့ပြောလိုက်ပါလေအချင်းမဖားကငါ့ရဲ့အကွက်သက်ကိုကြည့်မလားစံထမင်းလုံးဓာသွားလို့ပြောကစားနောက်အော်ရင်နေကြတာကြောင့်ရိုင်းမစိတ်တူလာပြီးတော့ အားလုံးတိတ်တိတ်နေပြီလို့မရကြဘူးလားလို့អော်ပြောပြလိုက်ပါတော့ဒီနောက်တော့ရိုင်းမှာရန်သူတွေနေနဲ့ကားလို့မရနိုင်မဲ့ဒါချက်တစ်ခုကိုစဉ်းစားနေခဲ့ပြီးတော့အဲဒီမိုးကြိုးတွေလျှက်စီးတွေလက်နေတော့မြင်လိုက်တာကြောင့်အကြံသေးတစ်ခုရသွားခဲ့ပါတယ်တမမတော့မူဆာရှီကကိုဂျီရိုကိုဒီမှာဘလောက်ကြာကြာနေမှလဲလို့မေးနေခဲ့ပြီးတော့ကိုဂျီရိုကငါတို့ကတငယ်ချင်းနေပဲဘာလို့လုံးနေမှလဲလို့ပြန်ပြောနေပါတယ်အဲနောက်တော့ရိုင်းမှာသူ့ရဲ့တိုက်ကွက်အစ်စ်တွေထုတ်ပြမယ်လို့ပြောလိုက်ပြီးတော့ရိုင်းမှာဓာမိုးရွာသွုံးဖြိုးအကွက်ကိုထုတ်ပြလိုက်ကအကွက်အစ်စ်၃ကွက်တောင်စိတ်ကူးထားလို့သူကပြောလိုက်ပါတယ် ဒါတော့ရိုင်းပါရဲ့ခေါင်းကိုခေါက်ပစ်လိုက်ပြီးတော့ဘာလို့ယူထားလဲအဲ့ဒါတိုင်းကွက်တော်မဟုတ်သေးဘူးလို့ပြောလိုက်တာပါဒါတော့ရိုင်းပါလေဒါဆိုလည်းဟုတ်ပါပြီဗျာလို့ပြောလိုက်ပြီးတော့ပြန်မလာတဲ့သူမရဲ့စန့်ကျင်ဘက်ပြန်လာတဲ့ဓာတ်အတိုင်းလို့ထားအော်ပြီးတော့ဓာတ်ကိုကိုင်ကဟယ်လီကော်ပတာလုလိုက်တာကြောင့်ခန္ဓာကိုယ်ကထားပြန်ပြီးတော့လေထဲမှာထားဝဲကမြေကြီးပေါ်ဒုံးကနေပြုတ်ချသွားပြီးဒါအောင်မြင်လိုက်တဲ့မူဆာရှိကအန်ရဲများလုံးတယ်လို့ပြောလိုက်ပါတယ်ဒါတော့ကိုကြီးတို့လည်းဖြစ်ထုံးမြတ်ကောင်မဟုတ်ပါဘူးလို့တွေးပြီးတော့လှည့်ပြန်သွားတဲ့အခါရိုင်းပါမိုးချိုးဓာတ်ချက်တလက်လက်လို့ထားအော်ကလျှက်စည်းတွေလင်းနေတဲ့ဓာတ်နဲ့ပြေးခုတ်လိုက်ပါတယ် ဒါပေမဲ့ကိုဂျီရိုကဓာတ်ကိုကာပြစ်လိုက်နိုင်ပြီးတော့ကြီးမားတဲ့စွမ်းကိုခံစားရတဲ့ကြောင့်ကြောက်သွားခဲ့ပါလေ။မူဆာရှားရိုင်းပါတဲ့ဓာတ်စကေးပြင်စိတ်ဓာတ်ပိုင်းမှာမှန်ကန်လာတာကြောင့်လျှက်စည်းစွမ်းကိုသုံးနေနိုင်တာပဲလို့တွေးနေပြီးတော့ကိုဂျီရိုကတော့ရိုင်းပါရိုင်းချခံကိုကောင်းကောင်းမသုံးနိုင်သေးခင်မှာဓာတ်ကိုမြန်မြန်ယူရမယ်လို့တွေးနေခဲ့တာပါ။အဲနောက်တော့ရိုင်းပါဝါတော်ထဲမှာမူဆာရှားရဲ့ကုညီလေးချင်းပေးတာကိုခံရပြီးရိုင်းပါဝါမင်မောနဲ့ခုံချကအပင်တစ်ခုလုံးကိုလျှက်စည်းထားသွားနဲ့တစားစီဖြစ်အောင်လို့ပိုင်းချပစ်လိုက်ပါလေ။ဒါပေမဲ့မူဆာရှားကအားမရသေးပါဘူး။အလျားလိုက်မဖြတ်နိုင်လို့ပြောပြီးတော့ဒေါင်လိုက်တွေဖြတ်ဖို့ ရိုင်းမကိုတိပင်းမောထပ်တက်ခိုင်းတာကြောင့်ရိုင်းမတယောက်စိတ်ပြတ်နေပါတော့တယ်။ဒါတော့ရိုင်းမလည်းတိပင်းမောကပြုတ်ကျနေပြီးတော့ကိုကျိုတို့ကဒီပုံစံတိုင်းသာသွားမယ်ဆိုတော့မကြာခင်မှာပေမန်းသွားတော့မှာပဲလို့တွေးနေခဲ့တာပါ။ရိုင်းမပေမန်းသွားတယ်သူကဝင်ပြီးတော့တိုက်ခိုက်တာဒါကိုယူပစ်မယ်လို့တွေးနေပြီးတမမအိုနီမာရုကပြီးသူရဲထောက်ခံမှုရနေဖြစ်တာကြောင့်ပင်ကိုနောက်ထပ်အဆင့်ကိုဆက်ပြီးတော့လှုပ်ကြဖို့အတွက်မိန်ပေးလိုက်ပါတယ်။ရိုင်းမလည်းမိုးကြိုးလျက်စီးစွားနဲ့ဝါးပင်လေးကိုတပင်မီးတွင်ခုတ်ပစ်နေပြီးမယ်။မူဆာရှာတော့ဘလို့မှအားမရသေးပဲဒါကိုတဲ့အရှိန်ကလုံနေသေးတယ်လို့ပြောလိုက်ပါတယ်။ ဒါတော့ရိုင်းမလေးပင်မန်းနေပြီးတော့ဓာတ်ကိုမြေကြီးပေါ်စိုက်ချပစ်လိုက်ကရေတောင်းနားနေတဲ့အချိန်မှာကိုကြီးတို့ကဓာတ်ကိုပေါ်တင်မဲ့လာခိုးပါလေဒါတော့မိသွားတဲ့ရိုင်းမဟေးလူဘာလာလောက်တာလဲလို့မေးလိုက်တာကြောင့်တခိုးလူမိသွားတဲ့ကိုကြီးတို့လည်းရိုင်းပါးမျက်နှာကိုအဝဲနဲ့တုပ်ပေးပြီးတော့ချွေးတုပ်ပေးတာပါညေးအားလို့ရောချလိုက်ရပါလေအဲ့လိုနဲ့နောက်ရမှာရိုင်းပါဒေါ်လေးစားခါကိုဈေးဝယ်ကူနေပြီးတော့ကိုကြီးတို့ကရောက်လာကဓာတ်ကိုအနောက်ကနေပတ်မယ်လို့ပြီးမယ်ဒေါ်လေးစားခါထွက်လာပြီးတော့ကိုကြီးတို့ကပါပစ္စည်းတွေထမ်းခိုင်းခဲ့ပါလေနောက်တစ်ခါမှလည်းရိုင်းပါခေါင်းမမအိတ်နေချင်းဓာတ်ကိုလှမ်းဖို့လွတ်လိုက်ပြီးမယ် ရိုင်းမအိမ်မထဲမှာဥစ္စာချောက်ပြီးတော့ရန်ဖြစ်နေထင်ပါလေခြေထောက်နဲ့ရောင်ပြီးတော့ကန်လိုက်တာကိုကျိုးတို့မျက်နှာအတီးခံလိုက်ရပါတော့တယ်ညာဘက်ရောက်တော့လဲကိုကျိုးတို့ကရိုင်းမကိုရေချိုးခိုင်းပြီးတော့ဓာတ်ကိုဗတ်မယ်လုတ်ပြီးမယ်ဆရာသမားလေးကရေချိုးခန်းတဲ့အထိပါဓာတ်ကိုသေလာခဲ့တာပါဒုနဲ့သူတို့ယောက်လဲခန်းထဲဝင်လာတော့ဇာခါတို့ကဒီမှာသတင်းတစ်ခုကိုကြည့်နေကြပါလေသတင်းကတော့အိုနီမာတို့ကဂျပန်ပြည်ရဲ့ကန်တိုခရိုင်တစ်ခုလုံးကိုသူ့ရဲ့စိတ်ကြိုက်ပြောင်းလဲပြင်ဆင်ပစ်လိုက်ပြီးဆိုတာပဲဖြစ်ပြီးတော့မူဆာရှိကရိုင်းပောင်းကိုမင်းကဓာတ်သားအများဆုံးလေးချင်းပေးရတော့မယ်လို့ပြောလိုက်ပါတော့တယ်။ဒါကြောင့်ရိုင်းမလည်းလောလောဆယ်လျှာစီးဓာတ်သားကိုအများဆုံးလေးချင်းရမယ်လို့ပြောနေပြီး လျာစီးစွိုင်းမသုံးနိုင်ခင်ရိုင်ဂျန်ခန်ကိုလူမဲ့ကိုဂျီရိုကတော့ပြပြတလဲပဲဖြစ်သွားပါတော့တယ်။ဒါမဲ့ကိုဂျီရိုကရိုင်းမောက်ကိုကြီးလေးချင်းပေးမယ်လို့ပြောနေပြီးမူဆာရှာလည်းသဘောတူတာကြောင့်နောက်နေမနဲ့မှာစတင်ပြီးတော့တိုက်ခိုက်ခဲ့ကြပါလိမ့်။ဒီခါကိုဂျီရိုရဲ့အကြံကရိုင်းမောက်လေးချင်းတို့နဲ့အပီးသားပြင်းမှာပဲဖြစ်ပြီးတော့ရိုင်းမောက်လေးချင်းနဲ့အထင်းနဲ့တိုက်ခိုက်တဲ့အချိန်မှာကိုဂျီရိုကဇူပါမဲကာယရှိကွက်ကိုထုတ်သွင်းလိုက်တာကြောင့်ရိုင်းမောက်လည်းကြောင်သွားခဲ့ပါတော့တယ်။ဒါမဲ့သူကကိုဂျီရိုအကွက်ကိုဖျက်ပစ်လိုက်ပြီးတော့မိုးချိုးစွိုင်းလုံးဝမပါဘဲလျှက်စီးတိုက်ခွင့်နဲ့အနိုင်ပြစ်လိုက်ပါတယ်။ ။မူဆာရှီကရိုင်းမားကိုဟိုကောင်ရဲ့စူပါမဲကာယရှိကိုအတူယူပြီးတော့လျှာစီးထားချက်နဲ့ပြေဆောင်အလုပ်လိုက်တာပဲလို့ပြောလိုက်တာကြောင့်ရိုင်းမားလည်းအကွက်တစ်တကွက်ကိုဖြစ်မြောင်တတ်သွားတဲ့အတွက်ပျော်ရွှင်နေပါတော့တယ်။ရိုင်းမားပြောတော်မင်းတော့ကိုဂျီရိုကပါရောပျော်ပြနေပြီးတော့နောက်မှသူရှုံးလို့ရိုင်းမားနိုင်သွားမှန်းသတိရတာကြောင့်မျောလင်းချက်တွေလည်းပျောက်ဆုံးသွားခဲ့ပါတော့တယ်။ဒါနဲ့ရိုင်းမားလည်းအိုနီမာရုကိုတိုက်ခိုက်ဖို့အစင်းသေးဖြစ်ပြီးလို့ပြောလိုက်ပြီးတော့မူဆာရှီကလည်းဓာတ်တိုင်းရပြီးဆိုတော့စစ်ပြူအားကိုဆွေးနွေးရမယ်လို့ပြောနေခဲ့ပါတယ်။အဲ့လိုနဲ့သူတို့တွေကစစ်ပြူအားကိုဆွေးနွေးနေပြီးတော့မူဆာရှီကစစ်ပြူအားစာမိမလှလှလေးတွေကိုခေါ်ကရန်သူတွေကို အာယုံလွှဲပြရမယ်လို့စောက်ပေါက်တက်ကတွေရှောက်ပြီးတော့ပြောနေလို့ဇားခါလေးစိတ်ပြတ်နေခဲ့ပါတော့တယ်။ရိုင်းပါအိုနီမာရုကအပေါ်တက်မှနေတာမလား။ဒါဆိုရှင်တော်စုကဲကိုစီးပြီးတော့ချက်ချင်းလိုက်သွားလိုက်ရင်ပြီးတာပဲမလားလို့ပြောလိုက်တော့မူဆာရှိလည်းအေးဟုတ်တယ်။အဲ့တိုင်းလို့ငါတပည့်ကတော်လိုက်တာကွာလို့ထားပြီးတော့ပြောပါလိမ့်။အဲ့လိုနဲ့ရိုင်းပါလည်းတန်ချက်ကတွေဝစ်တန်ချက်ကမရှိတဲ့သူကဒဲအိုးတွေဒန်အိုးတွေဝစ်ပြီးတော့အိုနီမာရုရဲ့တိုက်စီကိုကီးစက်ခဲ့ကြပါတော့တယ်။အိုင်မြင်ကွင်းရောတော့အိုနီမာရုကမြင်နေရပြီးတော့သူ့ရဲ့ကြံရှိတဲ့မိစ္ဆာလေးကောင်လွှတ်လိုက်ပြီးရဲတိုင်းမှာလည်းအရေးကောင်တွေပို့တိုးချဲ့ချထားလိုက်ပါလိမ့်။ ်ဘူစာရှာအားလုံးအပေါ်ကနေတိုက်ခိုက်မယ်လို့ပြောတာကြောင့်ခါခဲတူလောက်စီးနေတဲ့ဖားကဘလို့လို့ပြန်မှာတော့လို့ပြောနေတဲ့ခါကိုဂျီရူကမြေကြီးကိုဓာတ်နဲ့ထောက်ပြီးတော့ရှေ့လိုက်တာကြောင့်အပေါ်ထိုးထောင်တတ်သွားခဲ့ပါလိမ့်ဇာခံဘူဂျိုဆွိုင်းလုံးကိုရိုင်းပါအောင်ဘလူးဝင်ပူးမှာဆိုးတာကြောင့်မပေးလိုက်ခြင်းဖြစ်နေပြီးတော့ရိုင်းမာဇာခေါ်ယုံကြည်တာကြောင့်တင်ထားတော့လို့ပြောလိုက်ပါလိမ့်အဲလိုနဲ့အိုနီမာရူကလည်းအောက်ကနေစောင့်နေရိုင်းပါလည်းအပေါ်ကနေခုံပြီးတော့အတိုက်မှာပဲရိုင်းပါအပိုင်းကိုကဒီနေရာမှာဆုံးသတ်သွားခဲ့ပါလိမ့်ခင်ဗျနောက်ထပ်အပိုင်းမှာထပ်ပြီးတော့တွေးကြပါမယ်